မင်္ဂလာပါခေတ္တတယ်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးဝက်လက်မြို့နယ်ဆိုင်းနိုင်ခွေမှထွက်ခွာလာသည့်စစ်တပ်စစ်ကြောင်းကိုတိုက်ခတ်မှုစစ်သား35ဦးသေဆုံးပြီးလက်နက်30ကျော်နဲ့ခရယံများတင်စီရရှိစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကိုင်းတိုင်းဝက်လက်မြို့နယ်ဆိုင်းနိုင်ခွေမှထွက်ခွာလာသည့်အကြမ်းမတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရန်စစ်သား35ဦးကျော်သေဆုံးပြီးလက်နက်30ကျော်နှင့်ခဲယမ်းများတင်စီရရှိခဲ့ကြောင်းပြည်သူ့အစီကံတော်လှန်ရေးတပ်ဦးဝက်လက်မှတာဝန်ရှိသူတအူးကပြောဆိုပါတယ်။ နဝေမလာ23ရက်နေ့နနက်7:00နာရီခန့်ကဝက်လံမြို့နယ်ဆိုင်းနိုင်ကွေမှာထွက်ခွာလာသည့်အကြမ်းမတ်စစ်တပ်မှဗိုလ်ကြီးစံညွန့်ထုံးဦးစီးသည့်တမ33လက်အောက်ခံခမာယာစတင်ခလာယာ40နေနေပြစာတီပူပန်းအင်အား120ခန်းသည်ပုံနှံကျွေရသို့ဝင်ရောက်မိဆိုနေစဉ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှတိုက်ခိုက်ခဲ့ရာညနေ6:30မိနစ်အထိကြာမြင့်ခဲ့ကြောင်းသိရပါသည်ထို့ထို့တိုက်ခတ်မှုအတွင်အကြမ်းမတ်စစ်တပ်ဗမာ35ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရရှိကောင် စစ်ကြောင်းပြန်၍ဆိုင်းနိုင်ခွင့်ရှိစစ်တပ်စခန်းအတွင်တို့ပြန်လည်ဝင်ရောက်သွားကြောင်းသိရှိရပါသည်ကျွန်တော်တို့မြို့နယ်အတွင်းမှာစီရေးဖီအားကိုတက်နိုင်သလောက်ရှင်းချဖို့အတွက်အသေးစိတ်တွေမထုတ်ပြန်တော့တော့စစ်ကိုစစ်လိုပဲမြင်တဲ့အတွက်မလိုလားအသိအကြောင်းဝါမှုမျိုးတွေကိုရှောင်ရှားကျင်နာမျိုးပါဟုပြည်သူ့စေခံတော်လှန်ရေးတပ်ဦးဝက်လန်မှတာဝန်ရှိသူကပြောဆိုပါတယ်။ဒါအပြင်အကြမ်းမဲ့စစ်သားများကန်ဆောင်အုံပြုသည့် MA1 စစ်တပ်လမ်း MA2 တုံးလမ်း MA3 ဆယ်လမ်းငချင်းမြီနှစ်လမ်း RPG တလမ်းစနိုက်ပါတလမ်း BA 100စိမ်းမြောင်း3လမ်း BA 90စိမ်းမြောင်း2လမ်းဂျမဆတ်တလုံးကြီးပါ16ခုဖိုင်ဝိုင်ဖန်စစ်ကြီးအတောင်390စိမ်းဆယ်မန်စတူဂျီ1839တောင်း RPG လေးဘူး RPG ပို့ကြီး9လုံးကြီကာအုတ်ထုတ်10လုံးလက်ကင်ဖုံ28လုံးအီနာကာဘုံ29လုံးနဲ့လက်ပြုံ9လုံးတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ် အဆိုပါတက္ကမူကုံအမတ်နှင့်ရွှေဘောခရိုင်ကုကဲရည်မှုစီမံချက်ဖြင့်အမတ်သိအမတ်နှင့်အမတ်၃အမတ်၄အမတ်၅အမတ်၇ခွန်တရင်မြောင်ဝလံမြို့နယ်ဘကဖောင်ဟန်လင်းတိုင်းနယ်ဘကဖောင်အမတ်နှင့်ရွှေဘောခရိုင်ဒေါ်အဖွင့်အမတ်တင်နှစ်3569ဆက်ကွန်ဒွန်အဖွဲဝလက်မြွနဲ့ပကဖာဒွန်အဖွဲနေဒေသခံပကဖာများပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးရဲဘော်အုံဦးမစိုးရင်ရထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးမန္တလေးနယ်ထဲကနေမြေအများစုစစ်တပ်ပြန်ထိန်းချုပ်ဆဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းမန္တလေးမြို့နယ်ထဲက MD1PDF ထိန်းချုပ်ထားတဲ့နေမြေအများစုကိုစစ်တပ်ကပြန်ထိန်းချုပ်ထားတယ်လို့မြေပြင်စီးရေးသတင်းရှင်မြစ်ကပြောပါတယ်။ MD1 PDA ဟာဆမ်မန်စစ်စင်ရေးအတွင် မရေအမြွနယ်မြောင်ချမ်းအေယာဝတီမြေကန်တကျော်ကနေမြေတွေကိုတင်ခဲ့ပြီးစစ်တကမျိုးပေါ်ကိုထိန်းထားတာဖြစ်ပါတယ်။မရေကတော့စစ်တကရာသွားပြီလို့ပဲပြောရမှာပေါ့။အခုတော့စစ်တပ်စစ်ကြောင်းကဆမ်မင်နမီလမ်းဆောင်ကိုရောက်နေတယ်လို့မြေပြင်စီးရေးသတင်းရှင်မြက်ကပြောပါတယ်။ဆမ်မင်နမီလမ်းဆောင်ဟာ မရယာမျိုးရဲ့မြောက်ဖန်း73မိုင်အကွာမန္တလေးမိုးကုတ်လမ်းပေါ်မှာရှိတဲ့ဒီကရွာရဲ့တောင်ဘက်ဆက်မှာရှိတာဖြစ်ပါတယ်ဒီကရွာရဲ့အနောက်ဘက်မှာရှိတဲ့ဆယ်တော်ကြီးရေလောင်တမန်နေမြေကန်တက်ဌာနချုပ်နေအဲ့ဒီတဝိုက်ကပဝင်းကျင်းနေရာတွေကိုစစ်တကားနိုဝင်မာလာခုနှစ်ရက်နေမှာပြန်သိမ်းခဲ့တာပါစစ်တပ်စစ်ကြောင်းဟာစင်ကူဘက်ကိုဦးတည်နေပြီးအေယာဝတီအနောက်ဆန်းကနေအညာတပ်တွေတက်ကူမလာနိုင်အောင်ဖြတ်နောက်ရေတွေလှုပ်ထားတာလို့စီးရဲအကြက်ကတချို့ကဆိုပါတယ် မရယာမျိုးနယ်တွေကစီးရဲနဲ့ပတ်သက်လို့ MLPDF ပြန်ကြားရေးတာဝန်ခံကိုအစမွန်ကကျွန်တော်တို့ channel ကဆက်တွေ့ပြီးမြန်လေဖြစ်ဆိုတာမရှိပါဘူး။မန္တလေးမုတ်ကောက်လမ်းပေါ်ကမရယာစင်ကူတပည့်ချင်းနယ်တကြောမှာစစ်တပ်ကတပည့်ချင်းကိုဇူလိုင်လအတွင်းပြန်သိမ်းခဲ့ပြီးမုတ်ကောက်ကိုတော့တရုတ်ရဲ့ချောင်းဝင်မှုနဲ့စစ်တပ်ရဲ့နောက်ဆုံးဆွေးနွေးပွဲမှာတီယန်လန်လေးကပြန်လည်ဆုတ်ခွာဖို့သဘောတူထားတာဖြစ်ပါတယ်။ ဆလဘင်းဖာကံမြွနယ်မှာတိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်ကစစ်ကြောင်းမှုအပါအဝင်စစ်သား၁၀ဦးကျော်သေဆုံးကောင်တော်လရင်တပ်ဖွဲ့ဝင်တအူးချဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖာကံမြွနယ်မှာတိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်မှစစ်ကြောင်းမှုအပါအဝင်၁၀ဦးကျော်သေဆုံးကောင်တော်လရင်တပ်ဖွဲ့ဝင်တအူးလည်းကြာဆုံးခဲ့ကြောင်းဖာကံဒေတာတင်ရှင်းမြစ်ကပြောဆိုပါတယ်။နိုဝင်ဘာလ25ရက်နေ့ညနေ6:43မိနစ်အချိန်ဖားကံမြို့နယ်စမ်းကျဲကျွေးရံညောင်မင်းကုန်းနယ် ဂရီမွန်ဘတ်သူအကြမ်းမတ်စတိုက်ကောင်အင်အားတရာခန့်ဖြင့်စစ်ကြောင်းထိုးလာသည့် KIA KPD ရဲ့ပူးပေါင်းတပ်ဖွဲ့မှခုခံတိုက်ခိုက်ခဲ့ရန်စစ်နာဆယ်ဦးကျော်တေဆောင်းပြီးပြန်ဆုံသွားကြောင်းရဲတိုက်ပွဲအတွင်းတေဆောင်းသူများမှစစ်ကြောင်းမှုအစဉ်အရာရှိတပ်ဦးပါဝင်ပြီးစစ်တပ်မှအချို့ကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်မနေ့ကညနေ6:43မိနစ်ကညနေခင်းပိုင်းကြီးစမ်းကြွယ်ညောင်မင်းကုန်းနဲ့ကရီမော်ဘက်မှတိုက်ပွဲဖြစ်တာ စာခဆရာကျော်သေးတဲ့တေးတဲ့အထက်မှာဆက်ကြမှုအစင်ပါတယ်အစင်ဖမ်းမိတာနဲ့ရှိတယ်လို့ဖာကတ်တရင်ရှင်မြကပြောပါတယ် ။ဒါအပြင်ဂျမနီနိုဝင်မာလ25ရက်နေ့နနက်ပိုင်းကဖာကန်မြို့နယ်စာမော်ပမောင်အကြမ်းမတ်စစ်တပ်ကဒုံးပြပုံချက်တိုက်ခတ်မှုကြောင့်တော်လန်ရဲတပ်ဖွဲ့ဝင်တအူးချဆုံးခဲ့ကြောင်းအလာဒူးစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင်းဂရီမာမီတပ်ရုံထိမှန်ပောက်ခွဲကမီတပ်ဝင်နှင့်ဦးရဲထွန်းမှလက်နက်ကြီးကြီးစားထိမှန်တရားရရှိပြီးစိတ်ကူတာမှုခံယူနေရကြောင်းသိရပါတယ်။တော်လန်ရဲတပ်ဖွဲ့ဝင်ကြတာကတိုက်ပွဲမဖြစ်ခင်မနက်ပိုင်းကစာမော်ဘတ်အတွင်းလူစုချင်းသတင်းပေးတဲ့သူစီလိုစစ်တပ်ကဒုံးနဲ့လာချတာမှကြားတော့ရတာပါ ပြည်တော်ဂရေမော်ဘက်ကိုလည်းလက်နက်ကြီးနဲ့ပြင်လို့ဂရေမော်မိသက်ဝင်တန်းရဲထွန်လက်နက်ကြီးထိမှန်တရားရရှိပြီးစစ်ရုံတင်ထားရတယ်လို့ဖားကတ်တရင်ရှင်မြကပြောဆိုပါတယ်။ဖားကတ်မြို့သူမေလာနာမိုင်မှာစ၍အကြမ်းမတ်စစ်တပ်ကစစ်ကြောင်းထုံးဝင်ရောက်ခဲ့ပြီးပြည်သူလူထုကိုလက်နက်ကြီး၊ဒုံးလက်နက်ငယ်များဖြင့်ပြစ်ခတ်တပ်ဖြတ်မှုကြောင့်ယနေ့အချိန်ထိပြည်သူ60ကျော်သေဆုံးက290ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးမင်းအောင်လှိုင်အပါအဝင်စစ်ကော်မရှင်အဖွဲ့ဝင်ဆလင်ဦးကအချမ်းဘတ်တမအဖြစ် NUG အစိုးရကထပ်မံကြေညာစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အချမ်းဘတ်စင်ကောင်ဆောင်မင်းအောင်လှိုင်အပါအဝင်တပ်ဖွဲ့ဝင်ဆလင်ဦးကအချမ်းဘတ်တမအဖြစ် NUG အစိုးရအချမ်းဘတ်တိုက်ဖြတ်ရေးဘဝအဖွဲ့ကဇမနဲ့နိုဝင်ဘာလ25ရက်နေ့မှာထပ်မံထုတ်ပြန်ကြေညာလိုက်ပါတယ်။အမျိုးသားညညရေးအစိုးရအချမ်းဘတ်တိုက်ဖြတ်ရေးဘဝအဖွဲ့သည်အကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်6ပုံမှန်ခွဲ9နဲ့ ပေါင်းမ90နှစ်ပေါင်းမခွဲခါပောင်းလောက်ပိုင်ခွင့်ကိုကျင့်သုံး၍ပြည်သူ့အစိုးရ၏သဘောတူညီချက်အရအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်မင်းအောင်လှိုင်အပါအဝင်၁၄ဦးကိုအကြမ်းဖက်သမားများအဖြစ်ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်းသိရပါသည်။ 2023ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှ2025ခုနှစ်ဇူလိုင်လ31ရက်အတွင်းအကြမ်းမတ်ဆေးအဆိုးဖြစ်သည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးဖွဲ့စည်းခဲ့သည့်အစိုးရဖွဲ့အဆက်ဆက်၏အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်လည်းအကြမ်းဖက်အဖွဲ့အစည်းဖြစ်သောကြောင့်အဆိုပါကောင်စီအဖွဲ့ဝင်များကိုအကြမ်းဖက်သမားများအဖြစ်သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်းသိရပါသည်အကြမ်းဆိုဆွေအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှမင်းအောင်လှိုင်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌတီခွန်မြန်း ဒုစစ်ကောင်စာစိုးဝင်းမြာထုံးဦးထွန်းထွန်းနောင် ဝနာမောင်လွင်တန်းဆွေဟင်နရီဗင်တီယူအောင်လင်းတွင်ရဲဝင်းဦးတီတာဦးတင်အောင်ဆန်းမမောင်အေးနေဂျာပြေတို့ပါဝင်ကြောင်းသိရပါတယ် အရင်တုန်းကတော့အဖွဲ့အစည်းတွေကိုအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြီးညာမှုပါတယ်။အခုကတော့ထပ်ပြီးတော့လူပုဂ္ဂိုလ်နာမည်နဲ့ထပ်ပြီးတော့ကြီးညာတာဖြစ်ပါတယ်လို့ NUG ဝန်ကြီးချုပ်ယုံမှပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအကြမ်းဖက်မှုတပ်ဖြတ်ရေးဗဟုအဖွဲ့အနေဖြင့်အထက်ပါအကြမ်းဖက်သမားများကိုဥပဒေအရအရေးယူနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီးတော်လရင်အင်အားစုများနဲ့ပြည်သူများအနေဖြင့်ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းထားပါတယ်ရှင်။